တော်တော်များများမသိသေးတာက IQ series ကဘာလို့ဆိုတော့ IQ series ကခင်ဗျားတို့ Vivo ရဲ့ sub brand price to performance ဈေးကွက်ပေါ့နော်ဒီ K series တွေနဲ့ Note series တွေနဲ့အပြိုင် challenge လုပ်ပြီးတော့ဈေးကွက်မှာစွမ်းဆောင်ရည်ဦးစားပေးတဲ့ဖုန်းရောင်းမယ်ဟေးဆိုတော့နောက်ထပ် sub brand တစ်ခုထွက်ပြီးတော့အာဒီ IQ series ကိုထုတ်တာ IQ series တွေမှာ အကောင်းဆုံး series ကဒီ IQ number series เนาะ IQ 15 IQ 13 IQ 12 ် IQ10 လို့ဘာလို့ဘာညာရှိလိမ့်မယ်ဒီမဲ့ IQ mobile phone လဲဆိုရင်ဒီမှာကြည့်လိုက်เนาะ IQ series ပြီးရင် Neo series ရှိမယ် Neo 11 Neo 11 Pro Neo 10အဲ့အောက်မှာ Z series အဲ့တော့ခင်ဗျားတို့ကကျွန်တော်တို့တခါလေကျရင်လာရှင်ခိုင်းနေဗျာ IQ number series နဲ့မေးပြီးတော့ Neo series ကပိုကောင်းလာလို့မမေးနဲ့ Neo series ဒီဟို IQ ရဲ့တကယ်တမ်းပြောရရင်ခင်ဗျားတို့ရဲ့ K series နဲ့ fight မဲ့အနေထားမှာပဲရှိတာ ် iQOO 15လို့ iQOO 13လို့ဟာခင်ဗျားတို့ Redmi တွေနဲ့နားလည်အောင်ပြောရရင် Xiaomi 15လို့ Xiaomi 17အဲ့လို series ကောင်းနေနဲ့ပြန်5ဖို့ထုတ်ထားတဲ့ဖုန်းနော် Zedan Turbo တို့ Zedan Turbo Plus တို့အဲ့ဒါ Zedan series ကကြတော့ Note series တွေနဲ့အပြိုင်ဒါမှမဟုတ် K series တွေနဲ့မတိမ်မငြိမ်အဲ့တော့အကျဉ်းအပြည့်ပြောရရင် iQOO series မှာအငြိမ်အငြံဆုံး model ဆိုရင်အနှိမ်ဆုံး model က Zest model ကအနှိမ်ဆုံးလို့ပြောလို့ရတယ်ဒါတော့ဒါတော့ Zest မှာက ရိုးရိုးဇက်တန်ရှိမယ်ဗျာဇက်တန်ဇက်တန်အိတ်ဇက်တန်တာဘူဇက်တန်တာဘူပရူအဲ့လိုမျိုးပေါင်းသွားတဲ့ဟိတ်ဆိုရင်တော့တာဘူပရူလို့တာဘူပလတ်တို့ကအမြင့်ဆုံးပိုကောင်းတဲ့စီးရီးပေါ့နော်အဲ့လိုပဲနီယိုမှာဆိုရင်လည်းနီယိုရိုးရိုးနံပါတ်စီးရီးရှိမယ်ရိုးနံရိုးနံပါတ်စီးရီးပါပြီးရင်အဲပရိုစီးရီးရှိမယ်နီယိုပရိုစီးရီးကြတော့ဒိုင်မန်စီးရီးနဲ့ထွက်တာများတယ်အဲပရိုပလတ်ကြတော့ခင်ဗျားတို့အခု K90 Pro Max တို့ပါတော့ ਨੇ ရှင်မဲ့8 Elegant Fine နဲ့လာနိုင်တာ Neo 11 Pro Plus ဆိုရင်8 Elegant Fine နဲ့လာနိုင်တယ် Neo 11ကတော့ K90 နဲ့ရှင်ဖိုင်းပဲမော်တယ် Neo 11ကိုကြတော့ဒီကောင်ကြီးကထွက်တဲ့ဟိတ်ဆိုရင်ဗာနဲ့လာမှာတော့ဆိုရင်8 Elite နဲ့ထွက်နိုင်တယ်เนาะ iQOO Neo 11က Snapdragon 8 Elite နဲ့လာနိုင်တယ် iQOO 15ကတော့ခင်ဗျားတို့ရှင်ရင် Xiaomi 17ဝယ်မှာလား iQOO 15ဝယ်မှာလားလို့မေးပြီးတော့ရှင်အခုက K90 Pro Max ရဲ့ ကျွန်တော်တို့အရှိဗီဒီယိုမှာသွားကြည့်ရဲဟိဆိုရင်လည်း application တွေကိုဖွင့်တဲ့ test response rate တွေ application တွေပြိုင်လို့ဖွင့်တဲ့ response rate တွေမှာ iQ15 ကပိုတာတာကိုတွေ့ရမယ်ဈေးကြတော့အတူတူပဲအခုပေါက်ဈေးအရာကိုပြောတာဘာလို့ဆို iQ15 ရဲ့ပေါက်ဈေးကကျွန်တော်တီးသက်လောက်က25သိန်းလောက်ပေါက်တယ်12 5 6 version ပေါ့နော်ခင်ဗျားတို့ gain saw ဒေဆိုရင်တော့ဒီကောင်ကပိုတန်မှာပေါ့နော်12 5 6နော်12 5 6ဆိုရင် 4199 4199ကို990နဲ့မြှောက်ကြည့်လိုက်အဲ့ဒါ IQ15 ရဲ့ဈေးအသက်သာဆုံးမော်ဒယ်ဈေးကိုရမယ်အဲ့တော့ဒီကောင်က IQ တွေကသူကသေးသေးချာချာအသေးစိတ်လှုပ်ထားတဲ့ဘာညာပေါ့နော်ဒါကသူ့ရဲ့ဒီကောင်က legendary color ဆိုတော့ဒီကောင်ကတော့အမိုက်ဆုံးပဲเนาะအခုနာခင်ဗျားတို့ကြီးလိုက်မှာပါเนาะဒီ dot down တွေရေမြေတွေရဲ့ thing တွေကိုယူပြီးတော့အဲဒီပုံစံလေးကို သူကထုတ်ထားတယ်လို့ဆိုလိုချင်တာပါเนาะဒီကောင်ကအဲကောင်အဲ့အလွှာလေးတွေဖြစ်ဖို့သူကဒီသူ့ရဲ့ကြောင်ညာမှာရေးထားတော့3600ပါเนาะအသေးစိတ်အနုစိတ်ဒီမဲ့ဒီမဲ့3600အဲ့ဒါလေးအမှုံမွှားလေးတွေနဲ့လေယာလေးတွေလုတ်ပြီးတော့တဲ့တေချာဒီဒီဇိုင်းကာလာရအောင်လုတ်ထားပါတယ်ဆိုပြီးတော့သူ့ရဲ့ပွဲမှာကြောင်ညာသွားတယ်အိုက်ကူရဲ့ဟို classic color လို့ပြောအောင်ပေါ့เนาะကျွန်တော်တို့အရင်တော့ VN Blue version ဆိုပြီးထွက်တဲ့ပုံစံကိုဒီကောင်က ာ Monster Insight ဆိုတဲ့ပုံစံနဲ့ဒီဒီနေ့တော့ BMW နဲ့ collab လုပ်တာဟုတ်အဖြူရောင်လေးဒီကောင်ကတော့လုံးဝ IQ ရဲ့ signature look color သူကတော့ classic လို့သုံးတယ်နောက်ပြီးရင် black ရှိမယ်เนาะဒီကောင်က black အကုန်လုံးထဲမှာဒီကောင်ကအကျန်းခံနိုင်ဆုံးပဲနေမယ်ဒီကောင်လေးကเนาะဒီကောင်ကအကျန်းအကျန်းအကျန်းခံနိုင်ဆုံးလေးနေမယ်နောက်ပြီးရင်ဒီကောင်ကတော့အစိမ်းဒီကောင်ကကျတော့ဟိုအပြင်ဘက်ရောင်ပါညာနဲ့ညီအောင်လုတ်ပေးထားရလို့ပြောတယ်နောက်တစ်ခုခင်ဗျားတို့မှတ်ထားမှာဒီကောင် AGAF ပေါ့နော် AGAF ဆိုတာ anti glare ်အန်တီကလဲဆိုတာလက်ရမထင်အောင်နောက်ကဒီကျွန်တော်တို့ legendary အသားမှာဆိုရင် तू ကအန်တီကလဲကုတ်တင်ပါတယ်မျက်နှာပြင်မှာဆိုရင်လည်း तू ကဟိုကပါပါတယ်အန်တီ reflective ပေါ့နော်အလင်းမပြန်နိုင်တဲ့ကုတ်တင်တစ်ခုထည့်ပေးထားတာဖြစ်တဲ့အတွက်ပုံမှန်ဖုန်းနေနေရှင်အော်အလင်းပြန်တာမျက်နှာပြင်အလင်းပြန်တာတိတိတတ်တာနင်းနိုင်တယ်လို့လည်းပြောတော့တာတွေ့ရတယ်။နောက်ချင်းနေပစဲတွေကအနဒါကကျတော့ around the corner ဆိုတော့ရှေ့က ဒီကျွန်တော်တို့ဒီ down တွေကိုပေါ့နော် rounded corner ကြီးကြီးချိုးပေးထားတာဖြစ်တဲ့အတွက်လက်ထဲမှာအထင်းငော့မရှိကိုင်းနိုင်အောင်လှုပ်လို့ရလှုပ်ပေးတယ်ဆိုပြီးတော့သူ့ရဲ့ပွဲမှာကြောင်ညာသွားတာဒါကတော့ခင်ဗျားတို့ရဲ့ special ပေါ့နော် iQOO 15ရဲ့ RGB light ကြီးရလဲပုံမှန်တိုင်းကျွန်တော်တို့ပါတယ်ပေါ့နော် iQOO 15ရဲ့အယောင် color ၄မျိုးပါပွဲမှာပေါ့နော်အဓိကခင်ဗျားတို့ iQOO 15နဲ့ပတ်သက်ပြီးသိထားတဲ့နာသူ emphasize လုပ်ပြီးကြောင်ညာသွားတာက Snapdragon 8 Elite Gen 5ဆိုတာတဲ့ သူ့ display ကိုအရင်အမှုန့်တင်ပြီးကြော်ညာသွားပါတယ်။သူကဒီနှစ်မှာ 2K Samsung AMOLED display ကိုသုံးပေးထားတာပါ။ selling point အနေနဲ့ကြော်ညာသွားတာ။ display ကိုအဓိကထားကြော်ညာသွားတာတွေ့ရတယ်။စာမေးပိတ်ဆက်ခြင်းမှာလည်း performance တွေအရင်ကောင်းပါတယ်မကောင်းဘူးဆိုတာထက်အဲကျွန်တော်တို့တွေ့တဲ့လောက်ကတော့သူတို့ရဲ့ display ကဘလို့မိုက်ပါတယ်ဆိုတာကြော်ညာသွားတာတွေ့ရတယ်ဘလို့ဒါ Samsung ရဲ့ 2K M14 အော်ဟိုပါဗောနော် ုံးပေးထားတယ်ဒီကောင်ကဘာကောင်းတာလဲမင်းရင်ညာဘာကောင်းတာလဲမင်းရင်ပုံမှန်ရင်သုံးနေကြမော်ရီတီထက်40ရာခိုင်နှုန်းလောက်အလင်းပိုထုတ်လွှင့်နိုင်ပြီးတော့ပါဝါဇာတက်တာတွေကိုဆုလို့ခြင်းတာပါပြီးရင်ဒါအိုလက်ပန်နယ်ဒီမှာ तू ကပုံမှန်ဆိုရင်ဗျာဒီအိုလက်တို့အမ်ဘိုလက်တို့မှာလေယာတစ်ခုပဲပိုလာရိုက်ဇာဆိုတဲ့လေယာပါတယ်ဒီနှစ်မှာတော့တဲ့ဒီကောင်တွေပြောတာအဲ့ပိုလာရိုက်ဇာဆိုတဲ့လေယာကိုဖယ်ချလိုက်တာအဲ့ဒါပြီးရင် anti reflective coating ပေါ့နော် အဲအိုက်ကောင်ထည့်လိုက်တဲ့အတွက်အဲအဲ့ polarizer ကိုဖယ်ချလိုက်တဲ့အတွက်ပို့ပြီးတော့အယောင်သေးတွေကိုကြည့်ရတာပို့ပြီးတော့ကောင်းသွားတယ်ဆိုပြီးတော့ပြောတယ်အဲ့ဒါတော့သူတို့အပြောပေါ့နော်ခင်ဗျားတို့တော့ဝယ်သုံးမှာပဲသိပါမယ်เนาะအဲ့ဒါကို तू ကပုံနေပေါ့ဗျာ slide ကြီးနဲ့ဘယ်လိုလုပ်ထားရဲဆိုတာကိုအရှင်းပြထားတယ်ဒါက तू က Samsung က3 Samsung ရဲ့ 2K เนาะ IQ Samsung display ဆိုပြီးတော့ तू ကတုံးသွားတယ်เนาะ 2K Samsung OLED display ဆိုတော့ခင်ဗျားတို့ display မှာ site ကိုရှိရဲ့ကောင်းကျင်နေဟဲ့ဆိုရင်တော့ အဲ့ဒီ IQ 15လေးကစဉ်းစားသိနေတဲ့အထက်မှာပါတယ်ဒါကသူက leak ဆိုတဲ့အကြောင်းကိုရှင်းထားတာသူဒီ leak ဆိုတဲ့အကြောင်းကတဲ့ဟို power ဇာတ်သက်တာတယ် low power ဖြစ်တယ် eco friendly ဆိုတာသူသုံးထားတဲ့ material ကသဘာဝပတ်ဝန်းကျင်ကိုမထိခိုက်ဘူး augmented color volume ဆိုတာအရောင်သွေးတွေကိုတိကျမှန်ကန်အောင်ပြနိုင်အောင်လုပ်ပေးထားပြီးတော့ design differentiation ကသူများနဲ့မတူညီတဲ့ design အသာနာပုံစံနဲ့သူ့ရဲ့ display ကိုလုပ်ပေးထားပါတယ်ဆိုတာကိုပွဲမှာအဲ့လိုကြီးကြောင်ကြတာပါအာကျွန်တော်ပုံမှန် အဲကျွန်တော်တို့ခန်းထဲမှာကြည့်ရင်တထောင်နဲ့နော်ပြင်ပမှာထွက်ကြည့်တဲ့အမြင့်ဆုံး peak brightness ဆို2600နဲ့ဒါမှမဟုတ်ရင် HDR brightness တစ်ခုတည်းရဲ့အလင်းအားဆိုရင်6000နဲ့အထိရနိုင်တယ်ဆိုပြီးတော့ကြော်ညာထားတာပါနော် screen size က6.85 inch ရှိတဲ့ 2K display ကြီးပါနော်အမှန်ဒါကိုဆိုလိုချင်တာပါနော်ဒါသူ့ရဲ့ display တွေအကြောင်းဒါသူ့ display တွေเจ้าကိုရှင်းပြထားတာပါအဲ့လိုပေါ့เนาะခင်ဗျားတို့အဲ့လို launch တွေကြည့်ရင်အရန်ကြည့်လို့ကောင်းတာတို့ရောလေတို့ဖုန်းကောင်း ငါဖုန်းကောင်းငါပစ္စည်းကောင်းကြောင်သူများပစ္စည်းမကောင်းကြောင်အရင်ပြတာပါနော်ဒါ IQ 50နဲ့အဲ A model ရှိမယ် B model ပေါ့ကွာအဲ့ model တွေနဲ့ရှင်ရင်သူဖုန်းရဲ့ brightness ကဘယ်လိုနေထားအလင်းအားကောင်းတယ်အရောင်သွေးတွေကို color မှန်အောင်ပြနိုင်တယ်ဆိုပြီးတော့ပြောတာပါအဲ့တော့ဒီမှာကြည့်လိုက်ပါဟိုဘက်ဖုန်းကငါ့ငါ992နင်းနဲ့အလုံးချုပ်တဲ့အချိန်မှာ IQ 50ဒီ1000နင်းနဲ့အလုံးလုံးနိုင်တယ်ဆိုပြီးတော့ပြတာပါဟိုဘက်က B ဆိုတာတော့ iPhone ထင်တယ်နော် ဒီဇိုင်းသားနာ iPhone ရဲ့ဒီဇိုင်းသားနာကြီးဒီဘက်ကတော့ Redmi လည်းဖြစ်ရင်ဖြစ်မယ်အခြားဖုန်းလည်းဖြစ်ရင်ဖြစ်မယ်ပေါ့နော်ကျွန်တော်အဲ့ဒါတော့မသိဘူးဒါကကျွန်တော်တို့ IQ 15နဲ့ Nick ကိုပြောတာပေါ့နော် IQ 15ကဒီလို outdoor unit မှာကြီးတဲ့အနေထားမှာဆိုရင်2600နဲ့အထိလုံးလုံးနိုင်ပါတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်အယောင်သွေးတွေ color line တွေပြတဲ့နေရာမှာပိုပြတ်သားတယ်ဆိုတဲ့အကြောင်းပြောခြင်းတာသူကအဲ့ဒါကိုပြခြင်းတာနော် test response ကိုစမ်းတာ အိုင်ကူ50မှာဆိုရင်ဘလို့ကောင်းလဲပေါ့အဲ့ပွဲကြီးဒါတွေရပြားဟိုဟာပါတော့သူတို့ဝီဝီဝီဖို့လားတရုတ်ဝီဖို့ site ဒီမှာလာတယ်ကျွန်တော်လည်းအားရနေဆိုရင်တော့ယူထားဖြစ်ပါတယ်အဲ့လိုယူထားဖြစ်တယ်ဟဲ့ဆိုရင်ခင်ဗျားတို့ပြန်ကြည့်လို့ရတာပေါ့ဒါသူကျွန်တော် refresh rate က 144s နဲ့ဆော့လို့ရတယ်လေဒီကောင် FPS တွေကိုထိန်းဖို့အတွက်ဒီကောင် Q3 chip ပါလာတာအဲ့ဒါကောင်းတာပါเนาะနောက် Dolby Vision လည်းသူ display မှာ support ပေးပါသေးတယ်တဲ့ဒါခင်ဗျားတို့ပြောတဲ့ AR ် anti reflective coating ဆိုတာဟို reflect မဖြစ်အောင်ပေါ့နော်မျက်နှာပြင်ပေါ်မှာဟိုကျွန်တော်တို့အလင်းမပြန်အောင် coating ပါတယ်ပေါ့ဗျာအဲ့တော့ဒီဈေးဝင်ခြင်းဖုန်းတွေမှာဆိုတော့မစိုးဘောနော်ဒါသူနဲ့ပတ်သက်တဲ့ display အကြောင်းတွေကိုအကုန်လုံးပြောသွားတာ။ Now ဒီကောင်ရဲ့အားသာချက်က LTP ကိုပါတာ။ LTP ကိုပါတော့ဟို1 to 1ပို့ပို့က low တလို့ချိန်ကြီးပြီးမှာကျွန်တော် Neo 10 Pro Plus ကိုဆန်းတဲ့အချိန်သူလည်းအရင်သဘောကျပြရကောင်းတယ်။ ဗီဒီယိုကြည့်တဲ့အချိန်မှာကျွန်တော်တို့ဒီ 60Hz တွေ 90Hz တွေ 120Hz တွေပြဖို့မလို့ဗီဒီယိုကြည့်တဲ့အချိန်မှာဗီဒီယိုကားတွေရဲ့ဟို refresh rate ကအနည်းဆုံး 30Hz လောက်ရှိရင်ရပြီအဲ့တော့အာဟို YouTube ကြည့်မယ်ဟဲ့ဆိုရင် iQOO Neo 10 Pro Plus ဆို Neo 10တို့ဆက်တဲ့အချိန်ဆိုသူက refresh rate နဲ့ display မှာ 30Hz နဲ့ပဲပြပြီးတာအဲ့တော့တချို့ end user တွေကြတော့ 30Hz နဲ့ပြတာမကောင်းဘူးထင်တယ်အမှန်မဟုတ်ဘူးမလိုတဲ့အချိန်မှာ 30Hz နဲ့ပြလိုက်ခြင်းအပြင် battery စားကိုတိတိတတ်တတ်တာစီတယ် ဲ့တော့ကြတော့ IQ Neodan တို့ Neodan Pro Plus တို့အခု IQ 13တို့လည်းအတူတူပဲ LDPO display တွေသုံးထားတာဖြစ်တဲ့အတွက်1 to 120Hz ကိုပို့ပြီးတော့ထိန်းညှိပေးနိုင်တာပေါ့ဒီနေ့ကတော့ 2K display Samsung AMOLED ကိုသုံးထားတော့အယောင်သွေးတွေပို့ပြီးတော့အာမိုက်လာပါလိမ့်မယ် test sampling rate ကတော့ 360hz ပဲတင်တယ်ဒီမှာပြရတာ 360hz က test sampling rate နေလိမ့်မယ်အဲ့တော့ကျွန်တော်သူ့ရဲ့ဟို parameter page မှာပြန်ကြည့်ပေးမယ်เนาะဒါကသူ့ရဲ့ display နဲ့ပတ်သက်ပြီးရနိုင်တဲ့ဟာ ADLDB ဟိုနည်းပညာကိုသုံးပေးထားပါတယ်သုံးထားတဲ့ဟိုကတော့ M14 เนาะအာသုံးပေးထားရเนาะ PPI ဆိုလဲ508 PPI ဆိုတော့ဟိုကတော်တော်မိုက်ပါတယ်เนาะကြီးလင်းပြတ်ကြီးတောက်ရှင်းလေးခင်ဗျားတို့ကြည့်ရပါမယ်နောက်တော့ကော8 Elegant 5ကိုသုံးထားပါတယ် နော် Adreno Game Ready ဆိုပြီးတော့ခင်ဗျားတို့အဲ့မယ်ဟိုကျွန်တော်တို့ကဟိုထဲမှာသွားပြီးတော့ကြည့်ရင်အာဒီဘဲရှောက်ပြောတဲ့အချိန်မှာသူတို့သူတို့ပွဲမှာစောင်းရမ်းပြောတာအာသူတို့ရဲ့ game သူတို့ရဲ့ဖုန်းနဲ့ game ဆော့တဲ့အချိန်မှာ PC level grading နဲ့ဆော့လို့ရနိုင်အောင်စောင်းရမ်း support တွေပေးထားပါတယ်ဒီ FPS တွေ interpolation လုပ်ပြီးတော့ဟို frame ကိုအကောင်းဆုံးနဲ့ကြည့်လို့ဆော့လို့ရအောင်လုပ်ပေးထားပါတယ်ဆိုတာတခြားလုံးပွဲတခြားလုံးမှာပြင်းနေအောင်ကြောင်းညာတော့ပါတယ်ကိုကြော်လိုက်အောင်ပေါ့နော် သုံးတာ LVDDR5H Ultra UFS 4.1ကိုသုံးပေးထားပါတယ်เนาะအဲ့တော့အမြန်ဆုံး speed တွေလည်းဒီမှာမြင်ရပါလိမ့်မယ်เนาะ block speed block speed နဲ့အမြန်နိုင်ပါတယ်ဆိုတဲ့အကြောင်းလေပြေးပေးထားတယ်အာဒါဒီကျွန်တော်တို့သူ့ရဲ့ IQ 15မှာသုံးထားတဲ့ AI Gen 5ရဲ့ကျွန်တော်တို့ AnTuTu score နေပါလိမ့်မယ်43သိန်းရတယ်ဗောနော်43သိန်းရမယ်။နောက် Q3 chip အဲ့ဒါကိုပြောတာကျွန်တော်တို့ဆိုကြပါစို့ဗျာ K90 Pro Max မှာဆိုရင် graphic sheet က D3 ဖြစ်မလာသေးဘူးအမှန်မနစ်က D2 ပဲပေါ့ဗျာအဲ K80 Ultra တို့ K80 Pro တို့မှာသုံးထားတဲ့ D2 chip ပဲအတူတူပဲပေါ့နော် graphic sheet ကအဲ့လိုကြတော့အဲဒီဘက်က iQ ကမိုက်တယ် iQ ခင်ဗျာ Neodan တို့ Neodan Pro Pro Plus တို့ဝယ်ရင်ပါဝင်တဲ့ graphic ကကျူတူး chip နဲ့သုံးရမှာဒီနေ့မှာတော့ graphic chip ကအစ်စ်ဖြစ်သွားပြီ Q3 chip နဲ့ကျွန်တော်တို့ကသုံးရတယ်ပေါ့ဗျာအားတိတ်တာဒီမှာဒါဒါဒါ PC level 2K display ပြနိုင်တယ်လို့ FPS ထုံနိုင်တော့ထားပါဗျာပြနိုင်တာပြနိုင်တာเนาะခင်ဗျားတို့လည်းပြင်းနေပါအောင်ပဲကြော်ပေးလိုက်တော့ပဲဒါပဲနောက်ဒါသူ့ရဲ့ game engine monster moon နဲ့ဆော့လို့ရတယ်ဆိုတာပြောတာเนาะခင်ဗျားတို့ကျွန်တော်ခုနရှေ့မှာပြောခဲ့တဲ့ Kinai Pro Bass မှာ IQ 15ကဘာလို့ဟိုအပူထိန်းနိုင်တာလို့ဆိုတာသူအဲ့မဲ့ VC liquid cooling system ကြီး 8G ပါတယ်အကြီးပဲနောက်ကတပြင်လုံးကြီးကိုအဲ့ 8G နဲ့အုပ်ပေးထားတာအဲ့တော့ကြတော့ အပူတော်တော်ထိန်းနိုင်မဲ့အနေအထားရှိမယ်ပေါ့ဗျာအပြင်မှာတော့ကျွန်တော်တို့လည်းမဆန်းကြည့်တော့အတိအကျတော့မသိဘူးပေါ့နော်ဒါသူ့ရဲ့တိဆောက်ပုံအနေအသွင်ပြအနေအထားပေါ့နော်ဟီးစင်ဘယ်လိုလုပ်ပေးထားလဲဆိုတော့သူတို့ပြတာပါ Haptic Fever သဘောကျတဲ့သူတွေ Haptic Fever အကြီးနှစ်ခုပါတာဒီနှစ်မှာတော်တော်ကြီးတယ်အဲ့တော့ဟိုဂိမ်းဆော့ဖို့ကွန်ဆိုးအနေနဲ့ဆော့ကွန်ဆိုးတစ်ခုပုံမှာဆော့လို့ရတဲ့ feeling မျိုးကခင်ဗျားတို့ IQ 50မှာရနိုင်တယ်956 mm ကျူရှိတဲ့ဒီဘာတော့ ဗိုက်ဘရေတာပေါ့နော်ခင်ဗျားတို့ပြောတဲ့အ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 ဲ့ exact linear motor လိုမျိုးဟာအဲ့ကောင်ကနှစ်ခုပါတာနှစ်ခုထည့်ပေးထားတာအပေါ်အောက်ထည့်ပေးထားတာအဲ့တော့ gain ဆော့မယ်ဟဲ့ဆိုရင်ခင်ဗျားအဲ့ vibrate ကြီးရ share haptic feedback ပုံမိုက်လာလိမ့်မယ်နော်ဒီမဲ့ eight and z ဆိုပြီးတော့သူကရေးထားတာနော်အဲ့လိုကားမောင်းတဲ့နေရာမှာပဲဖြစ်ဖြစ်အဲ့လို CRM နော်အဲ့တော့နောက်ပြီးတော့ i ကူရဲ့ gaming မှုမှာကခင်ဗျားတို့အခု neodan တို့ neodan pro တို့ plus တို့ကင်ထားတဲ့ဟဲ့ဆိုရင်လည်း အဲဒီကောင်ကကျွန်တော်တို့အဲ vibrate အဲ့ပေါ့နော်အဲ linear motor လို့ဟာမျိုးအဲ exact linear motor ကြီး vibrate တုံပြီးတော့အလုပ်လုပ်ပေးတယ် i go 50မှာတော့ကြီးသွားတာဆိုတော့ mover gain ပဲဆော့ဆော့နောက်နောက်ဒီ fvs gain ကြီး front version shoot gain ကြီးမှာပဲဆော့ဆော့ခင်ဗျားတို့ vibration ကိုကောင်းကောင်း console ပေါ်မှာ sorry feeling မျိုးရအောင်လုပ်ပေးမှာပေါ့ဘာလို့ဆိုအဲပို့ပြီးတော့လေသူရဲ့ haptic feedback motor ကြီးကကြီးသွားတာနှစ်ခုလဲထည့်ပေးထားတာအဲ့ဒါကတော့ခင်ဗျားတို့ gain ဆော့မဲ့သူတွေအတွက်မျှော်လင့်စရာတစ်ခုပေါ့နော် ခင်ဆောင်မဲ့စိတ်ကူးတယ်ဟဲ့ဆိုတော့မစိုးပါဘူးဈေးတော့မကြီးပါဘူးဗျတကယ်တော့25သိန်းဆိုတာ IQ ရဲ့ flagship performance ရတဲ့ဖုန်းသုံးရမှာပဲဟလားအဲ့လောက်တော့ရှိမှာပေါ့နောက်ဒါ RGB light ကြီးပေါ့နော်သူ့ရဲ့ ring မှာ RGB light အယောင်ကြီးအဲထားလို့ရတာလို့သူချိန်ပြသွားတာပါနော်ဒါပါပဲနောက် battery က silicon carbon battery 9000 mAh ပေါ့နော်သူက blue ocean battery လို့သုံးပါတယ်9000 mAh ထည့်ပေးထားပါတယ်အားသွင်းတာကဒီကောင်က 100W ကျိုးနေရမယ် ဝါလည်းခြာခြင်း40ဝက်ရပါမယ်ဝါလည်းခြာခြင်းမှာဆက်ပို့ပေးပါတယ်နောက်ပြီးရင်ဒီကောင်ဒီလည်းအဲခင်ဗျားတို့ big quality မကြိုက်ဘူးတဲ့သူလည်းရေးစိန်ခံပါတယ်ရေးစိန်ခံတဲ့ဖုန်းတစ်လုံးမှာကျွန်တော်ပြောသလိုပေါ့နော်ရေတော့စိန်မကြည့်နဲ့လို့ရေးစိန်လို့ပြက်ရင်တော့ခင်ဗျားတို့ဘယ်မှအဟိုပါပြီးမှာမဟုတ်ဘူးနောက် fingerprint ကလည်း ultrasonic fingerprint ပဲပေါ့နော်ဒါပါပဲပြမှာဒီကောင်က honor of king fan တွေအတွက် honor of king edition ရှိပါတယ်ဒါ iq 15ရဲ့ ဟိုဘာမလို့အကျန်ပါဝင်တဲ့ hardware spec ဒီကိုဒီဟာသူကပြပေးသွားတာပါ honor of king edition ကတော်တော်လှပါတယ်အဲ့ဒါလေးကြော်ပြလိုက်ပါတော့မယ်အဲဒါ honor of king edition မှာခင်ဗျားတို့ honor honor of king fan တွေအတွက်ဆိုရင်ဒီကောင်တရုတ်ပြည်မှာမှာဝယ်ပါဈေးတော့ပိုကြီးပါလိမ့်မယ်လှတယ်ဒီဇိုင်းသားနာတော့နော် honor of king เนี่ย10နှစ်ပြည်လားမသိ collect i go 10နှစ်ပြည်လား honor of king 10နှစ်ပြည်လားမသိဘူးအဲ့နှစ်ခုရဲ့ collect လုပ်ပြီးတော့အဲ့ဒီဟာကိုထုတ်ပေးထားတာပါ honor of king edition မှာ ။နောက်ပြီးတော့ဒီကောင်ပေါ်မှာ Honor King ကို 144S နဲ့ဆော့လို့ရတယ်လို့ပြောတာပဲ။ဟုတ်မို့တော့မသိဘူး။နောက်ကင်မရာပိုင်းအဲတချို့ကျတော့လေအိုက်ကူဆိုရင်ကင်မရာပိုင်းအသားမပေးဘူးထင်ပေမဲ့ဒီနှစ်မှာကပါဝင်တဲ့ telephoto lens ကအသုံးထားတဲ့ main sensor ကခင်ဗျားတို့ Vivo H300 Pro မှာသုံးထားတဲ့ Sony IMX882 sensor ကိုဒီကောင်မှာ telephoto lens အနေနဲ့သုံးပေးထားတယ်။5.8 optical zone ရမယ်။အဲ main camera 50 megapixel ကတော့ iQOO သက်တမ်းမှာပါခဲ့တဲ့ဟိုပါပဲ အဲ Sony IMX 921 sensor ကိုတုံးပေးထားတာ ultra wide lens ကတော့ Samsung sensor တုံးပေးထားတယ်အဲ့တော့50 50ရဲ့နော်အဲ့ဒါပဲ50 megapixel သုံးလုံးပါတာနေမှာဒီကောင်က132 megapixel selfie ပါမယ်နော်ဒီကောင်က floating telephoto ပေါ့နော်အဲ့ကောင်က Sony IMX 882 sensor Vivo X300 Pro မှာတုံးထားတဲ့ sensor နဲ့အတူတူတုံးပေးထားတယ်အဲ့တော့ telephoto portrait ဘာညာရိုက်တယ်ဟိဆိုရင်နော် မိုက်နိုင်ပါတယ်အရင်ကြီးမညံ့နိုင်ဘူးပေါ့နော်ဒါပေမဲ့လည်းဗျဒီကောင်ဒီ performance ဦးစားပေးထုတ်တဲ့ဖုန်းတော့ဖြစ်တယ်တချို့ကြတော့လေဟို flash တို့လက်မခံခြင်းလဲ flash performance နဲ့ flash မှာရနိုင်တဲ့ feature အကုန်လုံးဒီဖုန်းမှာပါတယ်ဒါ iQ CPU မှာတော့ iQ 15 Z အမြင့်ဆုံးပဲ now live photo ရတယ် live photo ရတဲ့အပြင် live photo မှာဟာ AI EH တွေပါတယ်တုံးပြီးတော့ပြင်ဆင်လို့ရပါတယ်ဆိုပြီးတော့သူ့ရဲ့ဘွဲမှာကြော်ညာသွားတာ တွေ့ရပါတယ်။တော့ဒါ IQ 15မှာပါဝင်တဲ့အဲဒီကင်မရာ feature တွေအဲသူမှာနည်းနည်းလေးညံ့တာ Super 5.5မဖြစ်တာပဲရှိရဲ UIS ကဒီကောင်က Super 5.0လား4.5လားပဲသုံးတာ H300 တို့ H300 Pro မှာတို့ကြတော့ Super 5.5ကိုသုံးထားတယ် Origin OS တခါတည်းဒီကောင်မှာသုံးရမယ်เนาะเนาะ6.85 inch ချက် 10B 10bit band တွေပဲသုံးတာသုံးတာတော့เนาะ Secret Material AMOLED ကိုသုံးပေးထားပါတယ်ဆိုတာသူ officially site မှာရေးပေးထားလို့ AMOLED လို့ပြောတာပါเนาะ ကျွန်တော်မိမဲ့အဖွဲ့ကိုတခါလေးကြော်ကြွတင်ပြီးတော့ဖြည့်ရှင်းပေးထားတာ screen to body ratio က94.37%ရှိမယ်။ပါမဲ့ feature တွေကြောင်းသူကအသေးသေးရှင်းပြထားပါတယ်။ translate လုပ်လိုက်ပါအဲ့ဒါဆိုရင်ခင်ဗျားတို့အင်္ဂလိပ်လိုပြောင်းပြီးတော့ကြည့်လို့ရပါလိမ့်မယ်။ဒီမဲ့ကျွန်တော်ပြောတဲ့ AG map process ဆိုတာဒီ legend ဟာမှာဆိုရင် fingerprint ထင်နိုင်တဲ့နော် AGEF ကုန်တွေ fingerprint မထင်နိုင်တဲ့ဟာတွေနော်အကုန်ပါပါတယ်။ AGEF ဆိုတာနော်အဲ့ကောင်ပါမယ်။ now low temperature feeling mat matter ဆိုတာကဟိုအဲကျွန်တော်ခုနကမပြောခဲ့တဲ့အချိန်မှာ तू က matter frame ချင်းတူရင်တောင် तू ဟာသူ့ရဲ့ဒီ frame ကားတဲ့ low temperature ဖြစ်တယ်လို့တော့ကြေညာထားတာတကယ်ဖြစ်မဖြစ်တော့ကျွန်တော်ကိုယ်တိုင်လည်းမသိပါဘူးเนาะအပြင်ထွက်လာတော့မှသူ့ matter frame ကအခြားဖုန်းတွေနဲ့မတူပဲအပူတက်တာလားဘာညာတော့ကျွန်တော်တို့မပြောတတ်ဘူးပေါ့เนาะ glory of the king ဆိုတော့ honor honor of king ဟုတ်တာ honor of king ရဲ့ခင်ဗျားတို့ဝယ်ယူရချင်းနိုင်မဲ့အဲသူ့ရဲ့เนาะ collab လုပ်ထားတဲ့ပါရှင်မိုက်တယ်เนาะ ကတ်တွေလည်းပါတယ်လားဟီရိုဟီရိုကတ်တွေပါပါတယ်အာ2 3 chip เนาะခင်ဗျားတို့အဲ့အဲ့ chip set ကြီးကတိုးတက်လာတာခင်ဗျားတို့ဟိုဟာ K90 Pro Max မှာဆိုရင်ဒီ2 chip ပေါ့เนาะအရင်တော့ chip အဟောင်းကြီးပဲပြန်သုံးထားတာအဲ့ဒါကိုပြောချင်တာနောက်ဒီမယ် 8K VC cooling system ပါမယ်ဒါကတော့သူ့ရဲ့ 2K ပေါ့เนาะ 2K IK feature တွေเนาะဒီမယ် technology ပါတယ် technology local p brightness 6000နဲ့ထိရနိုင်ပါတယ်ပါညာ quick กว่าเนาะ1000နဲ့ ော် Samsung 2K LED OLED cleaning eye catching etwa loose เนาะဒီမယ်ထားပါတော့เนาะ 3D etwa sonic fingerprint ပါမယ် IP68 စနိုင်းရမယ်9000 mAh blue ocean large battery เนาะသူတို့က silicon carbon battery ဆိုအဲ့လို blue ocean လို့သုံးတယ်သူ generation က၄ခုမြောက်အောင်ရအောင်နေပြီသူရဲ့4 generation ဖြစ်သွားပြီအဲ့တော့ခင်ဗျားတို့စိတ်ချလက်ချသုံးလို့ရနေပြီဗောနော်နောက်ဒီမယ် haptic feedback အတွက်အကြီးเนาะဒီကောင် haptic feedback အကြီးပါတာကိုပြောတာပါ နောက် speaker ကလည်း wired master ဆိုပြီးတော့115 11 1511ဆိုတော့အဲ speaker တယ်လည်းမစိုးတော့ပါဘူးဒီ1511လည်းခုနအတူတူ 1511f ပေါ့နော်အတူတူလောက်ပဲ K90 program မှာပါတဲ့ speaker နော်အဲ့နှလုံးလုံးထည့်ပေးထားနေမယ်ကျွန်တော်ပြောတာဒါပြောတာ global e-sport network system ဆိုတာအဲ့ဒါအဲ့ global e-sport network system နဲ့ချိတ်ဆက်ထားဆိုတဲ့ subway ပေါ့နော်မြေသားပေါ်မှာဆိုရင်တော့ game ဆော့လို့ရရဲဆိုတော့ ဘယ်နိုင်ငံဒီမှာအဲ့ဒါရရလဲမသိဘူးနော် global global e-sport network system ဆိုတာနော်ယထာသွားရင်လည်း game ဆော့လို့ရတယ်ဆိုတာဒါကင်မရာကင်မရာမှာဆိုရင်ဒီမဲ့ကျွန်တော်ပြောတာဒီမဲ့ super 4.0တို့သူကအဲ့ OIS က4.0ပဲပါတာခင်ဗျားတို့က H300 တို့ H300 Pro တို့ဝယ်ရင်သူက super 5.5ထိရတဲ့ OIS ရမှာနော်ဒီကောင်က Sony IMX 8H2 ဒီမှာမြင်လာတော့မသိဘူးနော် Sony IMX 8H2 ခင်ဗျားတို့အိုးဒီမှာခဏခဏဒါလေးပေါ်တင်ပေးမယ်အားဆုံးမြင်ရလိမ့်မယ် နော် Sony IMA882 တွေ့နေနော်ဒီမှာ Sony IMA882 ဆိုတာခင်ဗျားတို့အဲ့ဒါဟိုဟာဟိုဟာ Vivo X300 Pro မှာပါတဲ့ sensor နောက်တစ်ခုက Sony IMA921 အဲ့ဒါကကြတော့ခင်ဗျားတို့မနစ်က iQOO 30မှာပါတဲ့ main camera နဲ့အတူတူပဲဒီနေ့မှာတိုးတက်လာတာ telephoto camera ကိုအခုနကဟိုကျွန်တော်တို့ X300 Pro မှာတုံးထားတဲ့ sensor ထည့်ပေးလိုက်တာပို့ပြီးတော့တိုးတက်လာတာ108เนาะ zoom မှာဆွဲလို့ရသွားတယ် နောက်ထပ်ကကျွန်တော်50 megapixel ultrawide လမ်းရမယ်။ selfie ကတော့32 megapixel selfie camera ပါမယ်။ဒါပဲ။ပုံထွက်ကတော့သူရိုက်ပြထားတဲ့ပုံတွေကတော့ကောင်းတယ်ပေါ့ဗျာ။အထုံးစံတိုင်းပေါ့။ဟောအစားနဲ့စချေရိုက်တယ်ဟိဆိုရင်တော့သူ့ရဲ့ပုံထွက်ကြီးကလမ်းပြန်နေရပဲလား။တယ်လီဖိုနိုနိုင်စင်းနဲ့เนาะနိုင်စင်းတောင်ဒီဒေးရှက်တီကောင်းတယ်เนาะဒီဒေးရှက်နဲ့ဒီ 28C ကောင်းတယ်ဒီပေါ့ဒါတော့ကြော်ညာထားလို့နေမှာပေါ့ motion photo တွေရမယ်တဲ့ဒါပါပဲ origin os ပါပါမယ်ဒါပါပဲဘူးထဲမှာပါမှာဘာတွေပါမှာတော့စင်ဂျက်တာပါမယ် user guide ပါမယ်ဖုန်းပါမယ်ကာပါပါမယ်ပြီးရင်အသင်းချိုအသင်းကောင်ဒါပါပဲเนาะအဲဒါဆိုခင်ဗျားတို့ဒီနေ့ကျွန်တော်လုတ်ပြီးမယ်ဆိုတဲ့ဟာတွေပြီးပါပြီကျွန်တော်လည်းတော်တော်တော့မောတော့ပါပြီဆရာတို့